မေးရပါခင်ဗျာပြည်တွင်းကအစားအသောက်တွေမှာဖော်မလင်ထည့်မယ်ဆိုရင်ဥပဒေနဲ့အရေးယူမယ်လို့ FDA ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်အစားအသောက်တွေမှာတားမြစ်ဓာတုပစ္စည်းဖော်မလင်ကိုထည့်သွင်းမယ်ဆိုရင်အမျိုးသားအစားအသောက်ဥပဒေပုံမှန်28ကကြီးနဲ့အရေးယူမယ်လို့အစားအသောက်နဲ့ဆေးဝါးကုတ်ကဲရေးဦးစီးဌာနကယမန်နေ့ကထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်ဈေးကွက်အတွင်းရောင်းချလျက်ရှိတဲ့ ပဲပြပဲသွေးမုံဖက်အဆရှိတဲ့စားတောက်တွေမှာကျဲမာရီကိုထိခိုက်စေတဲ့တားမြစ်ဓာတုပစ္စည်းဖော်မလင်ကိုထည့်သွင်းသုံးဆွဲခွင့်မပြုကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားတာဖြစ်ပါတယ်။ဖော်မလင်ထည့်သွင်းအသုံးပြုထားတဲ့အစားတောက်တွေကိုစားသုံးမိပါကလက်တလုံးမှာခေါင်းမူးခေါင်းကိုက်စေခြင်း၊အော်အန်ခြင်း၊ဖိုက်နာခြင်း အသက်ရှူရခက်ခဲခြင်းတွေကိုဖြစ်ပွားစေနိုင်ပြီးရေရှည်စားသုံးမိပါကအစာအိမ်အနာဖြစ်ခြင်းတွေဖြစ်ပေါ်ပြီးတော့ကျန်းမာရေးအတွက်စိုးကျိုးတက်ရောက်မှုတွေများစွာဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့စားသုံးခြင်းမပြုဖို့အတိပေးထုတ်ပြန်ထားကြောင်းလဲကျန်းမာရေးဝန်ကြီးဌာနလက်အောက်ခံ FDA ကထုတ်ပြန်ထားကြောင်းသိရပါတယ်။အစာတောက်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေအနေနဲ့အစာတောက်မှာတားမြစ်ဓာတုပစ္စည်းဖော်မလင်ကိုလုံးဝထည့်သွင်းသုံးစွဲခြင်းမပြုရန်နဲ့လိုက်နာဆောင်ရွက်ခြင်းမရှိဘူးဆိုရင်အမျိုးသားအစာတောက်ဥပဒေပုံမှန်28ကကြီးအရအရေးယူမှုဖြစ်ကြောင်း FDA ကထုတ်ပြန်ထားကြောင်းလည်းသိရပါဗျ။